ဝေဖန်မှုတွေကြားမှာသမီးဖြစ်သူပြည်သူ့ဒွာအပေါ်ထားရှိတဲ့ဖခင်တဦးရဲ့မျက်ကြော်တွေပေါ်လည်နေခဲ့တဲ့ပြည်တီဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါပေ့ချ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ GTU နဲ့အိန္ဒရာကျော်စင်တို့ရဲ့သားနဲ့သမီးဖြစ်သူကအခုဆိုရင်တော့အရွယ်ရောက်လို့နေကြပြီဖြစ်ပါတယ်ငယ်စဉ်တုန်းကပဲ ာသမီတွေရဲ့ဘုံရိပ်ကိုချပြပြီးတော့အခုနောက်ပိုင်းမှာဆိုရှယ်မီဒီယာပေါ်မှာပုံသိပ်ပြီးတော့မတင်ပါဘူး။ဒါကြောင့်မို့သူတို့မိသားစုရဲ့ပုံရိပ်လေးတွေကိုသိပ်ပြီးတော့မမြင်တွေ့ရဘူး။ဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာတော့အင်နရာကျော်စင်ရဲ့ဒူမဖြစ်သူမင်္ဂလာပွဲရှိရာမို့ပြည်တီဦးတို့မိသားစုက ပွဲရီတောက်လျှောက်တက်နေရတာပါ။ဒူမဖြစ်သူကမင်္ဂလာပွဲကိုလေးပွဲစတိုင်လောက်စုံနေတာမို့လက်တလုံးမှာတော့ပြည်တီဦးတို့မိသားစုလိုက်ကိုပြည်သက်တရားတဝါကြီးမြင်တွေ့နေရတာဖြစ်ပါတယ်။ ဒါအပြင်သမီးဖြစ်သူပြည်သူ့ဒရာရဲ့ပုံရိပ်တွေကလည်း social media မှာနာမည်ကြီးလို့နေတာဖြစ်ပါတယ်။ပြည်သူ့ဒရာလေးကလက်ရှိမှာအသက်15နှစ်ဝန်းကျင်အရွယ်ကိုရောက်နေပြီဖြစ်တယ်လို့လှသွေးကြွေနေရလဲဖြစ်ပါတယ်။ဒါအပြင်မင်္ဂလာပွဲမှာပြည်သူ့ဒရာကပန်းခိုင်နေနဲ့ ပွဲတိုင်းလုပ်ပေးနေတာမို့မင်းသမီးတယောက်လိုပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။မိကလည်းအပြစ်လိမ့်ချေထားတာမို့ပုံစံလေးတစ်မျိုးပြောင်းလို့နေတာဖြစ်ပါတယ်။တချို့ကလည်းပြည်သူတော်လေးကပြင်ဆင်လိုက်တဲ့အချိန်မှာမလှတော့ဘဲနဲ့ရုပ်ဆိုးသွားတယ်ဆိုပြီးတော့ပြောနေကြပါတယ်။ဒါအပြင်ပြည်သူတော်ကမင်္ဂလာဝဲမှာရုပ်အရန်တီးပြီးတော့ချိန်မိုးသလိုဖြစ်နေတာမို့အင်ဒရာကျော်စင်တို့လိုစိတ်ထားမကောင်းဆိုပြီးတော့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။ ပြည်သူတို့လေးကိုအခုမှသာဒေချာမြင်တွေ့ကြရတာမို့အပြုမူလှူရှားပုံတစ်ခုချင်းကအစဝေဖန်လို့ကောင်းနေကြတာဖြစ်ပါတယ်။မင်္ဂလာပွဲမှာလမ်းလျှောက်ပုံကိုကြည့်ပြီးတော့လဲခန္ဓာကိုယ်မှာချွင်းချက်တွေများရှိနေရလားဆိုပြီးတော့ပြည်သူတို့ကအပြစ်ရှာခံနေရတာဖြစ်ပါတယ်။လူများအနေနဲ့သမီးဖြစ်သူပြည်သူတို့ကိုနီလမျိုးစုံနဲ့ဝေဖန်နေကြပေမဲ့ပြည်သူဦးရဲ့မျက်လုံးထဲမှာတော့ပြည်သူတို့လေးကအလားဆုံးလှားလို့နေတာဖြစ်ပါတယ်။မင်္ဂလာပွဲမှာလူအများဝေဖန်နေတဲ့ဗီဒီယိုတွေမှာဆိုရင် KTU ရဲ့ဖခင်မြတ်တာတွေကိုလည်းမြင်တွေ့နိုင်ပါတယ်။သမီးဖြစ်သူလမ်းလျှောက်လာနေတာကိုအပြုံးပန်းကြီးဆင်မြန်းပြီးတော့မျက်ထောင်မခက်ဘဲနဲ့ကိုကြည့်လို့နေတာဖြစ်ပါတယ်။ဒေသူတော်လေးရဲ့အလှတရားကိုဖခင်မြတ်တာအနေနဲ့ကြည့်မိတိုင်းဂုံယူလို့နေတာဖြစ်ပါတယ်။ဒီဒီဦးရဲ့အကြည့်တွေကဖခင်တယောက်မြတ်တာတရားတွေအပြည့်အဝကိုပေါ်လွင်နေတာမို့ဂျေရှုသူတိုင်းကတော့သဘောကျလို့နေရလဲဖြစ်ပါတယ်။ ။ PDU ကဇက်ကာရီထဲမှာဖခင်တယောက်အနေနဲ့တရုတ်ဆောင်တဲ့အချိန်မှာတရုတ်ဆောင်ကောင်းပြီမဲ့သမီးဖြစ်သူကိုကြည့်နေတဲ့အချိန်လောက်တခါမှမပြည့်ပြင်ခဲ့ပါဘူး။ဖခင်နေရသမီးကိုအချက်ဆုံးဆိုသလိုအရေးငုံပြီးတော့ချက်နေတဲ့ PDU ကိုကြည့်ပြီးတော့ပရိသတ်တွေကသဘောကျနေကြတာလည်းဖြစ်ပါရဲ့။ ပြည်သူနဲ့အင်ရာကျော်စင်တို့နှစ်ယောက်ကပျော်ပျော်နေတတ်တယ်လို့ဒါသမီးတွေကလည်းတငယ်ချင်းတွေလိုလွလွလပ်လပ်နဲ့ပေါင်းတာဖြစ်ပါတယ်။ဒါဖြစ်သူပြည်သူရကတော့ဖခင်ဖြစ်သူလိုပဲစားနောက်တတ်တယ်လို့သိရတယ်။ပြည်သူတော်လေးကတော့အနေထိုင်အေးဆေးပြီးတော့လူကြားရင်းရောက်ရင်မျက်နှာတီသွားတတ်တဲ့အချင်းရှိတာပါ။မင်္ဂလာပွဲမှာမျက်နှာတီနေရတဲ့အကြောင်းရင်းကလည်းအခုလိုပွဲတွေမှာမင်္ဂလာပန်းခိုင်နေနဲ့မလုံဖူးတာကြောင့်မို့ကြောက်နေတာဖြစ်ပါတယ်။ ဝေဖန်မှုတွေကြားထဲမှာတမိဖြစ်သူပြည်သူ့ဘောမှာထားရှိတဲ့ဖောက်ရင်တယောက်ရဲ့မျက်တာတရားတွေပုံလွင်နေတဲ့ပြည်သူ့ဘောမှာပရိသတ်ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်